ေငါမဲ့ဆရာရွေးထည့်ထားတဲ့ကျမ်းပိုင်နှစ်ပိုက်ကိုဖတ်ပါမယ်ပထမကျမ်းပိုင်ကတော့ဟေရှာယအနာဂတိကျမ်းအခန်းကြီး59အငယ်18မှ19ဟေရှာယအနာဂတိကျမ်းအခန်းကြီး59အငယ်18မှ19သူဤအချင်းတလေးတို့ကိုငာမြင်ပြီသူကို အနာပြောက်စေ၍လမ်းပြဦးမည် ူကို၎င်းသူနှင့်အတူစိတ်ညိုးငယ်သောသူတို့ကို၎င်းချမ်းသာပေး၏။ငါသည်နှုတ်ခမ်းအသီးကိုဖန်ဆင်း၏။ဝေသောသူနှင့်၎င်းဤသောသူ၌၎င်းငြိမ်သက်ခြင်းဖြစ်စေ၊ငြိမ်သက်ခြင်းဖြစ်စေ။သူဤအနာကိုငါပြောက်စေမည်ဟုထာဝရဖျားမိတ်တော်မူ၏။ဒုတိယကျမ်းပိုင်ကတော့ထွမြောက်ရာကျမ်းအခန်းကြီး25အငယ်26 ခမောက်ရာကျမ်းအခန်းကြီး15အငယ်26သင်တို့သည်သင်တို့ဤဖျားသခင်ထာဝရဖျားဤစကားကိုစစ်စစ်နားထောင်၍နှစ်သက်တော်မူသောအကျင့်ကိုကျင့်လင်၎င်းပညတ်တရားတော်အလိုသို့လှိုက်၍စီရင်တော်မူချက်တို့ကိုစောက်ရှောက်လင်၎င်းငါသည်အကုတုလူတို့၌ဆွဲသည်သောအယောဂတဆုံတစ်ခုကိုမြတင်တို့၌မဆွဲစီ ငါသည်တင်တို့ဤယောဂါကိုငိမ့်စေသောသာရဖျားဖြစ်သည်ဟုမိတ်တော်မူ၏။ကြားရသူအရောက်စတန်းပေါ်မှာဖျားခင်သာ၍ကောင်းချီးပေးပါစေ။ဆက်ကတော်နာရီဤဘာကဟေဘာတာကဆောလတရာဒိုဒေါက်တာဆော အောင်လာဝင်းနေလားဘီလော့တာဆက်ကတော်လအစုပုန်နေလား။ပရာဟုစွာဒါဘုရားသခင်ရဲ့ကြီးစိုးကိုချီးမွမ်းပါရစေ။ ခုလိုမှရှိတဲ့ညီကိုမော်ရမတွေလည်းရှိမှာပေါ့နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပတ်သက်တဲ့အရာများကိုကျွန်တော်ဝေမျှခွင့်ရတဲ့ကြောင့်ဘုရားသခင်ကိုသူပဲချီးကျူးတင်ပါတယ်နောက်တစ်ခါကျွန်တော်အခုလိုပေါ့နော်ဝေမျှခွင့်ပေးတဲ့ဒီဒီကျမ်းမာရေးအဖွဲ့ဟို health care အဖွဲ့ကိုလည်းကျွန်တော်အများကြီးပဲချီးကျူးတင်ပါတယ်တကယ်တော့ကျွန်တော်ကဘာမှမဟုတ်ပါဘူးတကယ်တော့ဘာမှစံစားကြောင်းမှလည်းမအောင်ပါဘူးဘာမှလည်းတိပ်ပြီးတော့စံစားနဲ့ပတ်သက်ပြီးတော့တိပ်ပြီးတော့ဟို ဟိုဘောတွေ့ကြုံရှိတယ်ဆိုတော့ပေါ့တိုးတိုးလည်းပဲကျွန်တော်ရဲ့တက်တာမှာတော့ဘောနော်ဘုရားသခင်နဲ့ relationship ပေါ့နော်ဘုရားသခင်နဲ့ကျွန်တော်ရဲ့ထိတွေ့မှုဘုရားရဲ့မဆာခြင်းဘုရားသခင်ရဲ့ကောမျက်ခြင်းဟာကျွန်တော်တို့ကအင်မတန်မှပြောရမကုန်နိုင်အောင်ဖြစ်တဲ့ကြောင့်မလို့အခုလို့ခွင့်ရတဲ့ခါပေါ့လေကျွန်တော်ဓမ္မရှိတဲ့ညီပေါ်မောင်မားတွေကိုဟိုကျွန်တော်တို့ဝင်ပြခွင့်ရတဲ့ကြောင့်အများကြီးပဲကျေးဇူးတင်ပါတယ်နော်ပြီးခဲ့တဲ့ကျွန်တော်နှစ်ပတ်ဘုမကကျွန်တော်တခါဒီမနေ့ morning service မှာကျွန်တော် healthy christian living ကျွန်တော်ပြောခဲ့ပါတယ်နော်အဲ့တော့ဒါက ဒီမျိုးပေါ့နော်အခုခဏရတော့ကျွန်တော်တို့ကဒီ health နဲ့ပတ်သက်ပြီးတော့ပြောမယ့်ခေါင်းစဉ်တို့ကျွန်တော်ရွေးထားတာကတော့ဒီ healing touch of our lord နော် healing touch of our lord ပေါ့ the healing our healing god ပေါ့နော် jesus the healer ပေါ့နော် the jehovah the rapha နော် jehovah rapha ဆိုတာကျွန်တော်တို့ကျမ်းမာယောဂါကိုကိုင်းစေသောဖျားချင်းအကြောင်းကိုကျွန်တော်တို့နည်းငယ်ဒီမှာရှိတဲ့ညီဖို့မန္တမတွေကိုဝေမျှပေးဖြစ်ပါတယ်။ဘယ်တော့ကျွန်တော်ဖျားချင်းနဲ့ကျွန်တော်စီတောင်းရအောင်။ ဖပါဤတာသောညနေကျန်တဲ့ကိုရှင်ကျေးဇူးတင်ပါတယ်။ဒီမှာရှိတော့ညကိုမောင်နှမအများရှိတွင်ကိုရှင်ဒီကြောက်ကြောက်ထင်းချင်းအကြောင်းကိုပြောသည့်ခါနဲ့ကိုရှင်ပါရှိတော်မူပါကျွန်တော်ပြောခြင်းနဲ့ကိုရောပြောခြင်းသာဖြစ်စေပါ။အကင်ထွက်တော်၏မာနာမတော်မူပြီးတောင်းချပါရယ်ဖပါ။အာမင်။ကျွန်တော်တို့ပထမပေါ်နေဒီပရားခင်ရဲ့ဒီချစ်ချင်းဒီအဲယောဂပြောက်ခင်းတဲ့အကြောင်းကိုမပြောခင်မှာကျွန်တော်တို့ကိုးခဲ့တဲ့ဖရားခင်ကဘလို့ဖရားခင်လဲ။နော် the greatness of god ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့စဉ်းစားခြင်းလေ ကျွန်တော်တို့ဘုရားသခင်က God is eternal ဘုရားသခင်ကထာဝရအရှင်ဖြစ်တယ်ဒီပြင်ဘုရားနဲ့မတူဘူးเนาะ Yes there no beginning เนาะ Yes no beginning or end မရှိဘူးဆာလံ90နှစ်မှာဆိုလို့ရှိရင်တောင်များကိုမဖော်မြေကြီးနဲ့လောကဓာတ်ကိုဖန်ဆင်းတော်မမူမီကိုရိုဒီရှိကပါအဆက်ဆက်မှစပြီးနောက်ကပါအဆက်ဆက်တိုင်အောင်ဘုရားသခင်ဖြစ်တော်မူ၏เนาะဘုရားသခင်ကကျွန်တော်တို့ eternal God เนาะပါဆက်ဆက်ရှိတဲ့ဘုရားသခင်ဖြစ်တယ်ထုတ်ပြမကားသေးပဲနဲ့ is the same yesterday today and forever ယနေ့မနေ့နောင်ကာလမှာအစဉ်ကျွန်တော်တို့အစဉ်ရှိသောဘုရားရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိချာပြီးသားဖြစ်တယ်နော်အော်ဒီဘုရားကိုကျွန်တော်တို့ကယုံကြည်တဲ့အကြောင်းကိုကျွန်တော်တို့ကအာကျွန်တော်တို့တော့မှာဘုရားသခင်ရဲ့ပြည့်စုံခြင်းကကျွန်တော်တို့မှာအများအားရှိတယ်နော်ကျွန်တော်ပြီးခဲ့တဲ့ပတ်ကလည်းကျွန်တော်ပြောခဲ့တယ်လူကမပြည့်စုံပါဘူးအသင်းတော်လည်းမပြည့်စုံဘူးမိသားစုလည်းမပြည့်စုံဘူးသို့တော်လည်းကျွန်တော်တို့မှာဆိုလို့ရှိရင်ပြည့်စုံတဲ့ဘုရားရှိတယ်နော် we have a perfect god ်ပတ်ဖက်ပြည့်စုံတဲ့ဘုရားရှိခိုးတဲ့ကြောင့်ကျွန်တော်တို့အတွက်ဘာမှပူစရာမလိုဘူးပေါ့နော်ဒါကြည့်ဖို့အရေးကြီးတယ်နော်နောက်တစ်ခါယောမဩဝါဒစာအခန်းကြီး7 33မှာတို့ချင်းဘုရားသခင်ပညာနဲ့ဉာဏ်တော်သည်အလွန်ကျော်ဝတ်နေတဲ့စွာတကားစီရင်တော်မူချက်တို့ကိုအဘယ်သူမျှစိတ်ဝိမကွန်နိုင်အောင်ကြွားတော်မူရာလမ်းကိုလည်းရှာတော်လည်းမတွေ့မမိနိုင်တော့သူတဲ့ဘောကကိုရရှင်ရဲ့ညာကိုရရှင်ရဲ့အကြံစီကကျွန်တော်တို့ကဘလို့မှလူနေနဲ့ဘလို့မှမမိနိုင်ဘူးတို့တော်လည်းပဲ ရားကျင်ကြီးမဲ့ခြင်းအကြောင်းကိုတော့ကျွန်တော်တို့ကဆိုရင်ဂျေဇုကိုချီးမွမ်းဖို့ရည်ရည်ပါတယ်နော်နောက်ချက်ကပါလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့မကုံဆိုးနိုင်သောမေတ္တာကိုလည်းကျွန်တော်တို့သိဖို့ရည်ရည်တယ်နော်မကုံဆိုးနိုင်သောဘုရားရှင်ရဲ့မေတ္တာဆိုလို့ရှိရင်ကျွန်တော်တို့ဓမ္မတိကောရင်သူအခန်းကြီး73တိကနဲ့73ဖတ်ကြည့်မယ်ဆိုလို့ရှိရင်မေတ္တာအကြောင်းကိုကျွန်တော်တို့ရေးထားတာရေးထားတာတွေ့တယ်ဒါပေမဲ့နောက်ဆုံးမှရေးတာဘာရေးတာဆိုလို့ရှိရင်ဒီခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်းရရှိဤသုံးတပါးတွင်မေတ္တာသည် မျက်ဆုံးဖြစ်တည်းနော်မေတ္တာ love is the နော်ကျွန်တော်တို့အသက်တာမှာဘုရားသခင်ရဲ့မေတ္တာရှိတာလေကျွန်တော်တို့အခုလိုအသက်ရှင်ဝင်ပေးတယ်စောင့်ရှောက်လျက်ရှိတယ်ကျွန်တော်တို့ကျွန်တော်တို့ရှိတယ်ဘုရားရှင်ဖြစ်တာကိုတွေ့ရတယ်နော်ယောဟန်3ယောဟန်3ဆကြောက်မှာလေကျွန်တော်အားလုံးသိပါတယ်ဘုရားသခင်ဤသားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရတက်ကိုရကြည်ခြင်းကတပါးဒီဝသားတော်ကိုဆွံ့တော်မူသည့်တန်အောင်ဒုက္ခိတားတော်ကိုချစ်တော်မူတယ်နော်ကိုရရှင်ကကျွန်တော်တို့ဘလောက်ချစ်တယ်လဲဆိုရှင်တပါးဒီဝသားတော်ကိုနော် ကျွန်တော်တို့အတိခံပြီးတော့ကျွန်တော်တို့တည်တင်ခဲ့တဲ့အရှင်ဖြစ်တယ်ဆိုတော့ယုံကြည်ရတယ်ပြောရတယ်နောက်တစ်ခါဒီယောဟန်ပရမစီယောဟန်ပရမဆောင်အခန်းကြီး1အခန်းကြီးအခန်းအခန်းကြီး၄အခန်းငယ်၈မှာဆိုလို့ရှိရင်ချစ်ချင်းမေတ္တာမရှိသောသူဒီဘုရားသခင်ကိုမသိအကြောင်းမူကားဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူတယ်ညီသားရယ်เนาะအဲ့တော့ကျွန်တော်တို့အသက်တာမှာဆိုလို့ရှိရင်ချစ်ချင်းမေတ္တာရှိတဲ့ဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းရှိနေတယ်အမြဲတမ်းတွေ့ချိနေတဲ့အကြောင်းမလို့ကျွန်တော်တို့ကဘုရားရှင်တော်ဆိုလို့ရှိရင်အမြဲတမ်း ဒီ intimate နော် intimate ဘာ relationship ရှိဖို့မိသားဟာဖွဲ့ဖို့အရေးကြီးပါတယ်ဒါလူတိုင်းလည်းသိပါတယ်လူတိုင်းလူတိုင်းတော့ christianity is နော် explanation ပေါ့နော်ဒီ christianity is a experience နော်ကျွန်တော်ခရစ်ယာန်အသက်တာလူများကိုရှင်းပြနေကြထက်ပိုအရေးကြီးရပါလို့ရှိရင်တယောက်ချင်းရဲ့အတွေ့အကြုံဘုရားသခင်ကကျွန်တော်ရဲ့ဘလို relationship ရှိတယ်ဆိုတာဒါအရေးကြီးဆုံးပဲဒါလူတိုင်းလူတိုင်းသိတယ်ဒါသိလို့သိရလူပါဆိုလို့ရှိရင်တော့ဒါကိုပို့ပြီးခံစားမှအရေးကြီးတယ်ခံစားဖို့ခံစားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဒီ healing ministry မှာကြည့်မယ်ဆိုရင်ဖះ တော့ရှင်ဝံအခန်းကြီး7လေးမှာဆိုလို့ရှိရင်လာစရုအကြောင်းကိုကျွန်တော်ပြန်လေ့လာကြည့်မယ်ဆိုလို့ရှိရင်လာစရုကနားတယ်နားနားနေတော့ခရစ်တော်ကကြားတယ်တိုးတော်လည်းပဲသူကချက်ချင်းမလာဘူးသူကနှစ်ရက်နေပြီးမှနောက်ကျမှသွားတယ်ဒီအချိန်မှာလာစရုကပြေးသွားပြီရှိတော့ဒါပေမဲ့ခရစ်တော်ကသင်ဤနောက်မှနှစ်နှစ်နေရကြမှာသွားတဲ့ခါကျတော့သူက ဒီဟိုမာတာနဲ့အဲမေရီမေရီနဲ့မာတာကိုသူကပါပြောရဲဆိုလို့ရှိရင်သူတို့ယေရှုကလည်းတင်းဤမောင်သည်ချမြောက်လိမ့်မည်ဟုမိန့်တော်မူ၏တဲ့နောက်တစ်ခါအခန်းငယ်35မှာဆိုလို့ရှိရင်ယေရှုသည်မျက်ရည်ကျတော်မူ၏နော်ခရစ်တော်ကမျက်ရည်ကျတယ်ဆိုတာနော်တောင်းတမကြဘူးသူဘလောက်ချစ်တယ်လဲဆိုတာတော့ဒီမာတာမာရီနဲ့လာဇရုကိုသူကသိချစ်တယ်တိုးတော်လည်းပဲသူသူတို့ကိုဒီစိတ်ကြီးအောင်သူတို့ငိုအောင်သူတို့ကအဲဖျားသခင်အခွင့်ပေးလိုက်တယ်သူဖေးခြင်းအဖြစ် ခင်ယေရှုကသူတို့ blockchain ဆိုတာကိုပြတာဖြစ်ပါတယ်ခရစ်တော်ကမာရီနဲ့လာစုကိုချစ်တယ်ဒါပေမဲ့မာရီမာသာကိုနာကျင်မှုလည်းသူခံစားစေခဲ့တယ်ဘဝတက်တာမှာတစ်ခါတစ်ခါကျွန်တော်တို့ကဒီဒီနာကျင်မှုဟာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ယုံကြည်ခြင်းကိုပို့ပြီးတော့ leanness စေတယ် correlation နဲ့ပို့ပြီးတော့ nickness စေတာကိုတွေ့ရတယ်နော် intimate မိသားရာခွဲတဲ့အချီဖြစ်လာတာပေါ့နော်တခါတော့ကျွန်တော်အသက်တာမှာလည်းနော်ဆုံးရှုံးမှုတွေနာကျင်မှုတွေလူတိုင်းလူတိုင်းရှိရတယ်သို့တော်လည်းပဲဒီနာကျင်မှုဆုံးရှုံးမှုမှာဘုရားသခင်ကကျွန်တော်တို့ကိုပြစ်မထားဘူး ျွန်တော်တို့ကဘုရားသခင်နဲ့ပိုပြီးနှိစက်မှုပိုပြီး intimate နော် relationship ပိုပြီးနှိစက်မှုရှိဖို့အရေးကြီးပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အသက်တာမှာဆိုလို့ရှိရင်ယုံကြည်ခြင်းနော်ရှိရမယ်မျော် surrender အနှံ့ခြင်းရှိရမယ် obedience နာခံခြင်းရှိရမယ်နောက်တစ်ခါဆိုလို့ရှိရင်အစေခံခြင်း service ကျွန်တော်အသက်တာမှာဒီသုံးလေးခုပါဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်တွဲနေရဒီလိုသွားခြင်းအပြင်ဝိညာဉ်ရမှာဆိုလို့ရှိရင်ကြီးထွားမှာဖြစ်ပါတယ်အော်ဝိညာဉ်ရကြီးထွားဖို့အဓိကတော့ချက်ကဘာလဲဆိုလို့ရှိရင် ဖျားသခင်ရဲ့မကိုဆွနိုင်တော့အနိုင်မဲ့မြစ်တာကိုမမြင်ရတော့လဲပဲနော်ယုံကြည်ခြင်းအဖြစ်နော် wholeheartedly နော် wholeheartedly ဆိုတာပို့ပို့ရှင်ရမဟုတ်ဘူးလေးလေးလက်နဲ့နှလုံးသားထဲကနေပြီးတော့ကိုရရှင်ရဲ့မြစ်တာကိုသိရှိပြီးတော့ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ CI Billigram ဘာပြောထားတယ်လဲဆိုလို့ရှိရင် living for Christ is a day of duty expression နေ့စဉ် နေ့စဉ်နေ့တူဘွားပေါ့နော် day to day expression ဖြစ်တယ်တဲ့ it is a continuous dependence နော်ဘုရားသခင်ပေါ်မှာစတိုက်အမြဲတမ်းထာဝရ depend ဖြစ်နေမှာနော်လုံးဝအုတ်တုံဘုရားသခင်မှာကိုးစားပြီးတော့တက်တာကိုခရစ်တော်အဖြစ်နော်တန်ရှင်းသောဘုရင်တော်အဖြစ်ကျွန်တော်တို့ကကြလို့ရှိရင်သူ့ရဲ့ယူယုံကြည်ခြင်းသူ့ရဲ့ faithfulness ပေါ့နော်သူ့ရဲ့ကျွန်တော်တို့ပေါ်မှာသစ္စာရှိမှုကိုကြလို့ရှိရင်ယုံကြည်ခြင်းပဲဖြစ်တယ်လို့ယူထားတယ်အဲ့တော့ဆရာကြီးပီဂရီအဲ့လိုယူထားတယ်အဲ့တော့ကျွန်တော်တို့တက်တာမှာကြလို့ရှိရင် ျွန်တော်တက်တာတရက်စာမဟုတ်ဘူးနှစ်စာမဟုတ်ဘူး day to day experience နော် with the အဲ့တော့ဒါကိုဆိုလို့ရှိရင်ဒါကိုကြည်ရပြင်ဘုရားသခင်မေတ္တာကြောင်းတာလေးကျွန်တော်တို့ပါဆိုလို့ချင်းကျမ်းမာခြင်းအခွင့်ဒီယောဂပြောခင်ရတော့အခွင့်ကျွန်တော်ရကြတယ်အဲ့တော့ဘုရားသခင်ရဲ့ခရစ်တော်ရဲ့အသက်တာမှာခရစ်တော်ကကျွန်တော်တို့ဒီကဘာကြီးမှာကြားရတဲ့ခါကျွန်တော်တို့ဒီ ministry အများကြီးရှိရပေါ့နော် healing ministry ရှိတယ် teaching ministry အများကြီးလုပ်ခဲ့တယ်တိုးတိုးလည်းပဲကျွန် healing ministry မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တော်ကျွန်တော်တို့ဒီအသက်တာပေါ့နော်ကျွန်တော်တို့ဒီဂရိကျမ်းမာရေးအဖွဲ့ကနေပြီးတော့တာဝန်ယူခဲ့ကြကျွန်တော်တို့ကျမ်းမာရေးမှာတို့တဲ့ဆရာမတွေရှိတယ်ဆရာဝန်တွေရှိတယ်ဝန်ထမ်းတွေရှိတယ်အားလုံးကဒီကျမ်းမာရေးနဲ့ပတ်သက်တာကိုလုပ်ခဲ့ထားမှာတကယ်တော့ကျွန်တော်တို့အစွန်းစားဘာမှမရှိပါဘူးအားလုံးကဖျားလောက်ခဲ့တာတုတ်ပြီးတာပဲရှိတယ်ကျွန်တော်လုံးနေတာဘာမှမရှိဘူးနော်ဖျားလောက်ပြီးတာပဲကျွန်တော်တို့ရှိတယ်အဲ့တော့ကျွန်တော်တို့ KBC မှာကျွန်တော်တို့ဆုံးမကကျွန်တော်တို့ရှိရင် we treat God heals နော်ကျွန်တော်တို့ကကုတာပဲရှိတယ်နော်ယောဂပျောက်ကွင်းစီတာဆိုလို့ရှိရင်ဘုရားတခင်ပဲဖြစ်တယ်နော်ကျွန်တော်တို့လူအနေနဲ့ဘလောက်ပဲကောင်းနေပဲလွတ်လွတ်တစ်ခါတစ်ခါကျွန်တော်လုတ်ကိုထင်းလို့ဖြစ်မလာပဲနဲ့ပေါ့နော်ကိုမထင်တာတွေဖြစ်တာအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုရင်အခုလူနာတွေကျွန်တော်ခွဲတာပေါ့နော်ခွဲတာကျွန်တော်အခုဘုရားကျွန်တော်ခွန်အားပြီးတော့ကျွန်တော်ထိထိအမှုဆောင်လေးရှိပေါ့နော်ကျွန်တော်ဒစာပလာအနေနဲ့ကျွန်တော်ဆက်ပြီးတော့လွတ်တယ်ရှိတယ်တဲ့လူနာတွေကျွန်တော်ကလေဘင်းခွဲတာများတာပေါ့နော်တရက်ခွဲတဲ့ခါကျတော့ကျွန်တော်အတန်ကြောကျွန်တော်ရှာရတယ်နော် ပြီးဆက်အောင်ကျွန်တော်တို့အမြဲတမ်းအတန်ကြောရှာအတန်ကို preserve လုပ်တော့ပေါ့နော်ဒါမဲ့ခွဲတော့ကတော့အတရာခွဲရတယ်ဓာတ်ပုံမှာရိုက်ထားတယ်ဒါမဲ့နောက်နေ့သွားရောင်းရင်ခွဲကြအသံဝင်တာတို့အသက်ရှူကြတာတော့ပါတော့နေရာပေါ်မှာရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အကောင်းဆုံးလုပ်တော့လဲပဲတကယ်တမ်းဖြစ်လာတဲ့အောက်ကမ်းမှာမတူကြဘူးတိုးတော့လဲပဲဘုရားသခင်ကြီးစိုးတော်ကြောင့်ပေါ့နော်တို့တလားတလားကြတဲ့ခါသူကသူပြန်ရှင်းလင်းပြန်လာပြီလို့ရှိရင်ဘုရားသခင်ကြီးစိုးတော်ကြောင့်လူနာတွေပြန်ကောင်းသွားတာတွေ့ရအဲ့တော့ကျွန်တော်အသက်တာမှာကြည့်မယ်ဆိုလို့ရှိရင်တော့ အဲလူနာရီကြည့်ရတော့ကြာပြီပေါ့နော်ကိုစားပြီးကျွန်တော်ဆရာအောင်ဖြစ်ခဲ့ရတိုးတော်လည်းပဲဒီဖြည့်ကျွန်တော်ဘလို့တိရတယ်လဲဆိုလို့ရှိရင်ကျွန်တော်လူနာရီနဲ့ဆက်ဆံတဲ့ခါကျတော့ကျွန်တော်တို့လူနေနဲ့ဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်ကလူနာရီပြောတယ်သူကခွဲရမှသူတို့ကြောက်တော့ပေါ့နော်ခွဲရမှဆိုသူကကြောက်သွားပြီကြောက်လို့ရှိရင်သူကမခွဲကျင်တော့ပေါ့နော်အဲမခွဲကျင်တော့ကျွန်တော်ကရှင်းပြတာပေါ့ဘလို့ခွဲဘလို့ပြည့်တယ်ကျွန်တော်အစင်းချင်းပြတဲ့ခါကျတော့သူခွဲကျင်တဲ့စိတ်ကြီးချိလာကြတာပေါ့အဲ့တော့တချို့လူနာရီကတချို့ယုံကြည်သူမဟုတ်ပါဘူးတချို့ကြီးမယုံကြည်သူတွေလည်းအများကြီးလာကြတယ် ဆရာနဲ့တွေ့တဲ့ခါကျမှကျွန်မခွေးချင်းစိတ်ပေါက်လာပြီအဲ့တော့အဲ့တော့ဆွဲသဘောကကျွန်တော်သိတယ်ဒါဒါကျွန်တော်တို့ကမဟုတ်ဒါဘုရားတို့တယ်ဆိုတော့ကျွန်တော်သိတယ်ဘုရားသခင်ရဲ့ဟိုညွှန်ကြားမှုဘုရားသခင်ရဲ့အုပ်စိုးမှုပါကျွန်တော်ပြောတဲ့စကားမှာပါတယ်ဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ဒုနာဒီကိုကျွန်တော်မျက်နှာပြောတယ်ငါခွဲတော်မဟုတ်ဘူးဒါဘုရားခွဲပေးတာနေလို့နော်ဒါဘာမှကြောက်စရာမရှိဘူးဘုရားသခင်နေလို့ရှိတယ်ဆိုတော့ဘုရားကြတော့ဒုနာဒီကပို့ပြီးတော့ confidence ပို့ဖြစ်သွားတာပေါ့နော်ခွဲကြတယ်တော်တော်များများဖြစ်ကြတယ်အော်ကျွန်တော်အသက်တာမှာပေါ့နော်ဖြည်းဖြည်းလောက်လာတဲ့ခါကျတော့ချင်း ဖျားသခင်မပါဘဲနဲ့ကျွန်တော်ဘာလို့လို့မရဘူး။ဒီနေ့အားလုံးကကျွန်တော်ဖျားခင်ရလို့ဖြစ်ပါတယ်နော်။ဒီနေ့ကျွန်တော်တို့စင်ကျင်ဘောကလေကျွန်တော် healing ကြောင်းပြောမှဆိုတော့ရှင် physical healing ပေါ့ပထမတစ်ခုက physical healing နော်ကိုယ်ကာယကျန်းမာခြင်းနော်ဟေရှာအခန်းကြီးကဘုန်းကြီး66မှာ physical mean အကြောင်းကျွန်တော်ပြရတယ်နော် physical mean ကိုဟာဒီမင်းကတင်နာဆွဲတဲ့အခါကျတော့ဘုရားရှင်ကသူ့ကို15နှစ်ထပ်ပြီးတော့နော်သူ့ကိုအသက်ရှင်ဝင်ပေးတယ်အဲ့မှာဆိုလို့ရှင် physical mean ကဘာပြောလဲဆိုလို့ရှင် ဟစ်စကီမင်းဖြချာ38 16မှာဆိုလို့ရှင်ဟစ်စကီမင်းဟာတင်နာဆွက်ကနေစဉ်ထာဝရဖျားရှင်ကဟီရှားကိုစီလုပ်ပြီးတင်မောတဖန်ဒီအလုံးအထွေးကိုယူ၍အုပ်ပြီးမှအနာကိုအုပ်စေခဲ့ဤအဲ့မှာယောဂကပျောက်သွားတယ်ပေါ့နော်အဲ့ဒီမှာဟီရှား36မှာဆိုလို့ရှင်ဒီဘာပြန်ပြောလဲဆိုလို့ရှင်ဟစ်စကီကအိုဖျားရှင်ထိုသူအပြင်အသက်ရှင်ရပါ၏ထိုအရာရှိသမျှတို့သည်အကျဉ်းတို့ဝိညာဉ်၌တည်ရပါ၏ဒီလိုလူတယောက်ပါသူ့ကိုမြင်တဲ့အခါမှာပြက်ဝက်ပြီးတော့ သခင်လိုတော်ရှိလျင်ကျွန်တို့ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုတောင်းမန်လေ၏။နော်သခင်လိုတော်ရှိလျင်ကျွန်တို့ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုတောင်းမန်လေ၏။နော်ယေရှုကလည်းငါလိုရှိ၏ဟုငါလိုရှိ၏တန်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူလျက်လက်တော်ကိုဆန်းလျက်ထိုသူကိုတို့တော်မူ၏။ထိုကနာချင်းတွင်လူနာပြောက်သွားလေ။နော်အဲ့တော့ဆွေတော်ကသူ့ကိုကရိုရှင်ကသူ့အလိုရှိရဆိုပြီးတော့ပြောပြခါကြတော့ထိုလူအနုကို ယောဂကိုပျောက်စေခဲ့တယ်အဲ့တော့ကျွန်တော်ဒီကျမ်းစာတော်မြတ်မှာကြည့်မှဆိုလို့ရှိရင် Healing Ministry ကျောင်းကတော့အများကြီးပဲကျွန်တော်တို့နော်လက်ရှိသေးတဲ့လူတွေကိုရရှင်ကပျောက်ကြည့်စေခဲ့တယ်နှဆွေးဆွေးတဲ့လူတွေလိုရှိနေမယ်နှဆွေးကိုနှင်းထုတ်ခဲ့တယ်နော်နောက်တစ်ခါကျွန်တော်တို့လက်ရှိကျမ်းစာလူတွေလိုရှိနေမယ်လက်ရှိကိုမြင်စေချင်ပါဘူးအဲ့ Healing Ministry မှာဒီ Physical Healing ကတော့အများကြီးပဲကျွန်တော်တို့ဖတ်ကြည့်ရင်ပြောလို့မကုန်ဘူးနော်နောက်တစ်ခါကျွန်တော်ရှိရင် Emotional Healing နော်စိတ်ဓာတ်ကျန်းမာခြင်းအတွက်ဖျားခင်ကအများတော်ကျွန်တော်တို့ကိုပျောက်ကွင်းစေပါတယ် CPC မှုကတော့လူတိုင်းခံစားပါနော်အခုတို့ခက်ခဲတဲ့အချိန်မှာဆိုလို့ရှိရင်ပူဆိုးတော့နော်အများများပြဿနာပေါင်းစုံပေါ့နော် financial problem အလို့ပြဿနာနော်တိုင်းရင်းပြည်အခြေအနေအားလုံးပါဆိုလို့ရှိရင်ကျွန်တော်တို့လူတိုင်းအတွက် CPC မှုကလူတိုင်းရှိကြတယ်အဲ့တော့ဒီခါမှာဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီကျန်းသာရမြန်မာပေါ့နော်ဂရီတော်တွေအများကြီးကျွန်တော်ရှိပါတယ်အဲ့တော့တုတ်တန်ကြံခန်းကြီး23ခုနှစ်မှာဆိုလို့ရှိရင်လူသည်စစ်ချင်းဒီအတိုင်းပြုကြ၏ for as he thinks in his heart so is he เนาะအဲ့တော့ဆွေတဲ့ဘောကကျွန်တော်တို့အသက်တိုင်းစဉ်လုံးကထင်တဲ့အတိုင်းကျွန်တော်တို့မှဆိုချင်ခန်းစားရတဲ့အတိုင်းဆိုချင်ကျွန်တော်တို့ကဒါတိုင်းဖြစ်နေကြတာပေါ့เนาะနောက်တစ်ခါတုတ်တန်ကျန်လေးခန်းငယ်73မှာ23မှာနှလုံးဒီအတက်ကြီးအခြေမြင့်ဖြစ်သောကြောင့်တင်းနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လောเนาะကျွန်တော်တို့ရဲ့ guard your emotion guard your heart เนาะကျွန်တော်တို့နှလုံးကိုစုံဖို့အရေးကြီးတယ်เนาะတုတ်တန်ကျန်အခန်း25 73မှာလေခြွေလန်းသောစိတ်နှလုံးဒီချို့သောမျက်နှာကိုဖြစ်စေတတ်၏ညှို့ခဲ့ခြင်းက စစ်ပြတ်တာကြီး။ emotional can crash us ကျွန်တော်တို့ဒီစစ်တပ်ခောက်ကျွန်တော်တို့ကကြိုးချင်တခါတခါခံစားပြီးတော့ကျွန်တော်တို့ကြီးဘောကောမလဲညှို့နှံစစ်ပြတ်ကြခြင်းကိုဖြစ်ကြပါနော်တိုးတက်ညာအခန်းကြီး16တင့်မှာဆိုလို့ရှိရင်စိတ်ဝိညာဉ်သည်ပညာအတတ်မရှိဘဲမနေမနေကောင်းအလင်းအမြန်သွားတော့သူဒီသူဒီလဲမှားပြွင့်တတ်ဤဆိုတော့ဘဝစစ်တက်ကအခါတကစိတ်ကစိတ်အနေစိတ်သိမ့်မြန်လို့ရှိရင်အမားဖြစ်တာများတယ် နော်အဲ့တော့ do not led by the emotion ကျွန်တော်တို့ရဲ့စိတ်လူကိုလိုက်လို့မရဘူးစိတ်လူလက်ရှင်အပြင်မှာဝင်တတ်တာတွေဖြစ်တတ်တော့တွေ့ရပါတယ်နော်အဲ့တော့ effect လေးသုံးဆက်တက်မှာဆိုလို့ချင်းခတ်သိမ်းသောစိတ်တူခြင်းစိတ်ဆိုးခြင်းနော်အဲမြက်ထွက်ခြင်း အော်ဟေးငေါငန်းခြင်းလူအတီးပြက်အောင်ပြုတ်ဆိုခြင်းမို့လကောင်ခတ်သိမ်းသောမနာလိုခြင်းတို့လကောင်တင်းမပယ်ရှားကြလောတဲ့နော်ကျွန်တော်တို့ကအတက်တာမှာဒီစိတ်နဲ့ပတ်သက်ပြီးတော့တော်တော်များနော် စိတ်ကတူရာတို့စိတ်မရှိရာတို့နော်အဲ့တော့ဒါတွေကျွန်တော်တို့ကတိမခံနိုင်တာဒါတွေကတော့လူရဲလူတိုင်းမှာတနည်းနေ့စဉ်တွေ့ဆုံနေရတယ်ဗျာမိသားစုမှာလည်းရှိတယ်ဒါကိုကျွန်တော်တို့ကပြဆက်ဖို့အရေးကြီးတယ်နော်နောက်တစ်ခုကတုတ်တကြံအခန်းကြီး18 20မှာဆိုရင်စိတ်ရွှင်လန်းခြင်းသည်ကြမ်းမစေတတ်၏စိတ်ပျက်ခြင်းမူကားအယူကိုတိချောက်တတ်၏နော်အဲ့ဒါရေးထားတယ်နော်အဲ့တော့ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ကဒီလိုဟာဒီ emotional ြည်တင်ရဖို့ကတော့ကျွန်တော်တို့မှာဘာမှအားကိုးချင်မရှိဘူးဘုရားသခင်ပဲရှိတယ်နော်ဘုရားသခင်ထံမှာကျွန်တော်တို့ကအားလုံးကျွန်တော်တို့ဟာအတ္တတာကိုဆက်ကပ်မယ်ဆိုလို့ရှိရင်တော့ဒီ emotional ပေါ့နော်ဒီစိတ်ဝေဒနာစိတ်ခံစားချက်တွေကိုဆိုလို့ရှိရင်တတ်တာရပြီးရောညီသက်ရှင်းရမှာဖြစ်ပါတယ်ဆလံဆရာဆိုလို့ရှိရင်ဆလံ59တိကတ်နဲ့သုံးမှာရေးထားတယ်။အိုးဘုရားသခင်အကျွန်ုပ်ကိုတနာတော်မူပါတနာတော်မူပါဘေးမလုံမီတိုင်အောင်အကျွန်ုပ်ဝိညာဉ်သည်ကိုယ်တော်ကိုခလုံးပါ၏အတွန်တော်အရေးအနိုင်ခလုံးပါ၏ငါသည် မင်းစုံသောဖျားကင်ငှားမှုကိုပြီးစီးစေသောဖျားကင်ကိုအခွင့်မီတခါတခါကျွန်တော်တို့အသက်တာတခါကြတော့လေမခံနိုင်တဲ့ခါကြတော့အခွင့်ပြီးတော့ဖျားကင်ကိုကျွန်တော်တို့ကတောင်းဆိုတတ်တယ်နော်ဖျားကင်ကိုကျွန်တော်တို့တောင်းဆိုပြီးဖျားကင်ကိုတခါကြတော့ကျွန်တော်တို့ကဟိုကောမလဲစင်ကြီးပေးချင်တာပေါ့နော်တခါကဖြစ်တတ်တယ်တိုးတော့လည်းပဲဖျားကင်ကကျွန်တော်တို့ကိုပြီးခံတယ်ဖျားကင်ကကျွန်တော်တို့ရဲ့အခွင့်တောင်းခံခြင်းကိုလက်ခံတယ်တခါတခါဒီအခွင့်တောင်းခံခြင်းကကျွန်တော်တို့ယုံကြည်ခြင်းရဲ့အခြေခံကြတော့နည်းနည်းမှုဖြစ်တယ်လို့ ရွတ်ဆရာကြီးရေးထားတာတွေ့ရတယ်နော်အဲ့ကျွန်တော်တို့ကအိုဟစ်တောက်ခါတစ်ခါကျတော့ကျွန်တော်တို့စဉ်လုံးတော့ဘုရားသခင်ကိုကျွန်တော် အားကိုးတကြီးနဲ့အိုဟစ်တာဖြစ်တဲ့အကြောင်းမလို့ဘုရားသခင်အခြေခံကြတဲ့နေနေမှုဖြစ်တယ်လို့ဆိုလို့ကျတော့ယူဆကြတယ်နော်အဲ့တော့အတက်တာမှာကြည်ကွေးပေါ်ရာတွေအန်ဒီရဲ့များတွေပြုတ်တဲ့ခါထူးချင်းနာကျင်မှုတခံရတဲ့ခါမှာကျွန်တော်တို့ကဆိုလို့ချင်းဘုရားရှင်ကိုအော်ပြီးတော့မဆပ်ဖို့တောက်ခံတတ်ကြပါတယ်ဒါရက်တဘာလူလူအနေနဲ့ပေါ့နော်ဒါရဖြစ်တဲ့ဖြစ်လိဖြစ်တာရှိပါတယ်ဆာလံ149တုံးမှာဆိုလို့ချင်းစိတ်ကြည်မွာသောသူတို့ကိုနှင်းသင့်စေပြီး သူတို့အနာကိုကုတော်မူ၏နော်ဒီတာနောက်တစ်ခါဆာလံ၃၄မှာဆာလံ၃၄မှာဆိုလို့ရှိရင်ငါဒီထာဝရဘုရားကြီးခြံတော်သူအတန်ကိုလှင့်ပြီးဟိုရသောအခါတန်ရှင်းသောတောင်ပေါ်မှာနားထောင်တော်မူ၏ကျမတဲ့ခရိယခန်းကြီး၁၁၂၈မှာဒါတော့ဒူရန်တိပါတယ်ဝင်လေးပြမန်တော်သူပေါင်းတို့ငါထံသို့လာကြတော့ငါဒီချမ်းသာပြီအဲ့တော့ကျွန်တော်တို့အသက်တာမှာတော့ကျွန်တော်တို့ရှင်မြတ်ဝန်တော်ဝင်လေးရာဆိုလို့ရှိရင်တော့ဘုရားရှင်တဲ့ထဲအဲ့မယ်ဆိုရင်တော့ဘုရားခင်ကကျွန်တော်တို့ကိုချမ်းသာပေးမယ်အရှင်ဖြစ်ပါဘူးဒါဒူရန်တိရပါတယ် လူတိုင်းလည်းကျွန်တော်တို့ကိုပြည်ကျုံခံစားခံစားပူးကြပါလိမ့်မယ်နော်အဲ့တော့တစ်ခါတစ်ခါဒုက္ခတွေ့တဲ့ခါမှာကိုရရှင်နဲ့ဟိုစစ်ဆန်ရတစ်ခါတစ်ခါကြောင့်ကျွန်တော်ကပို့ပြီးတော့လေးနဲ့နဲ့နဲ့လာတော့တွေ့ရတာ deep relationship တစ်ခါတစ်ခါကိုရရှင်ကကျွန်တော်တို့ဒီလောကဒုက္ခတွေခံစားစီခြင်းညာဆိုလို့ရှိရင်သူကအကြောင်းရှိတယ် but for ဘာတွေ့လဲဆိုလို့ရှိရင် for deeper relationship เนาะကျွန်တော်တို့ပို့ပြီးတော့လင်းနေတဲ့เนาะမေတ္တာဟာရဖွင့်မှုကိုကိုရရှင်ကဖြစ်စေချင်တာဖြစ်တယ် တခါတခါကျွန်တော်တို့ကို sanctification ကျွန်တော်တို့ကိုဆန်းစစ်တာလည်းပါတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတခါတခါကိုရိုရှင်ဆန်းစစ်တယ်နော်ကျွန်တော်တက်တာမှာအမြင်မျိုးပေါ့နော်စစ်ပစ်စရာတွေဝန်내စရာတွေကြည်ကွဲစရာတွေလူတိုင်းလူတိုင်းရှိပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့အသက်တာလုံးဝကိုရိုရှင်ကိုပို့ပြီးတော့ပို့ဝေးဆက်ကလေးလေးပို့ပြီးတော့ကိုရိုရှင်ရဲ့အကြောင်းကိုနက်နက်နဲနဲအဲလေ့လာပြီးတော့ကိုရိုရှင်ရဲ့မေတ္တာကိုတည်လာလေးပို့ပြီးတော့ကျွန်တော်တို့ညင်ကြချင်းရရတာကိုတွေ့ရအဲ့တော့ဆိုတဲ့ဘောကကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်အသိမှုကိုရမှာဖြစ်ပါတယ် နောက်ဆုံးတစ်ချက်ကတော့ပါဆိုလို့ရှိရင် spiritual healing နော်ဝိညာဉ်ရေးရတောက်ကင်းခြင်းနော်အဲ့တော့လူတိုင်းသိပါတယ်ရှင်ဝါခရစ်ဝင်အခန်းကြီး၄မှာဆိုလို့ရှိရင်ကင်ယေရှုဟာဒီရှမာရိအမျိုးသမီးအကြောင်းကိုသူတို့ရေးထားတာတွေ့ရတယ်နော်ရှမာရိအမျိုးသမီးကကင်ယေရှုဟာတင်းနေတော့သူဟာဆိုလို့ရှိရင်ဂါလိလဲပြည်ကိုသွားတဲ့ခါမှာဆိုလို့ရှိရင်ရှမာရိပြည်အလယ်မှာဆိုလို့ရှိရင်ယာကုပ်ရဲ့ယူရင်းဆိုတာရှိတယ်အဲ့မှာဆိုလို့သူခဏနားနေတဲ့အချိန်မှာရှမာရိအမျိုးသမီးတွေကရောက်လာတယ်ကြောက်လာပြီးလို့ရှိရင် တို့သူမိရမင်းတို့အကြောင်းမူကားတပည့်တော်တို့ဒီအကျမတပည့်တော်တွေကတရားဝါမရှိဘူးမြို့တို့သွားပြီးတော့ပြောတဲ့အချင်းဖြစ်တယ်ဘုမတို့မမကဆိုလို့ရှိရင်တင်ဒီယူရတို့ဖြစ်လျက်ချမရီမိမဖြစ်တော့ကျွန်တော်တို့ကိုအဘယ်ကြောင့်တောက်ဖို့တောင်းတနည်းဟုဆိုရဲအဲ့တော့သခင်ယေရှုကသူ့ကိုတောက်ဖို့ရေးပေးဖို့ကြောင်းတဲ့ခါကျတော့ရှမာရီမိမကတော့သူ့ကိုဘာဖြစ်လို့တောင်းတယ်လဲပေါ့နော်အဲ့ဆရာဆိုလို့ရှိရင်ရှမာရီနဲ့ယူရတို့ကဆိုလို့ရှိရင်ပေါ့ပေါ့ချင်းတိတ်မရှိကြဘူးเนาะသူတို့တိတ်မေကအစီမပြေကြဘူးအော်ယေရှုကလည်းဖျား ခင်ကျေးဇူးတော်ကြောင့်လည်းကောင်းငါတော့ဖို့ပေးပေးပါဘူးဆိုတော့သူကအဘယ်သူဖြစ်သူကိုလည်းကောင်းတင်းဒီတည့်လျင်ထိုးသူကိုတောင်းလေးမျိုးပြန်ဝင်မင်းတော်မူတော့မိမကသခင်ရက်ခတ်စရာမရှိရည်တွင်လည်းနဲ့တည်ဖြစ်၍အရေးရေကိုအဘယ်သူရရင်ပါမည်နီလို့ပြောတယ်တဲ့အဲ့တော့ယေရှုကရေကိုတော်တော်သူဒီနောက်တစ်ပံရင်ငတ်လိမ့်မည်ငါပေးသောရေကိုတော်တော်သူမူကရင်ငတ်ခြင်းနဲ့အစီမပြတ်ကင်းလို့လိမ့်မည်ငါပေးသောရေသည်ထိုးသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငါဖြစ်သောဆက်ရည်တွင်ဖြစ်လိမ့်မည်မိန့်တော်မူ၏ မိမလည်းနော်တခင်ကျွန်တော်ဒီရေငတ်ချင်းနဲ့လကောင်ဒီကိုလာပြီးရေခတ်ချင်းနဲ့လကောင်ကိလုမီအကြောင်းထိုရေကိုပေးပါဖို့တောင်းနေယေရှုကတင်းဤလင်ကိုခေါ်ရလာဦးတော့မိနော်မလေမိမလည်းသူ့မှာလင်မရှိဘူးပြန်ဆိုလာတယ်ယေရှုကလင်မရှိဘူးသူကစကားဒီမှန်ပါတယ်တင်းမှာလင်၅ယောက်ရှိဘူးတယ်ယခုတင်းနဲ့တူနေတော့သူဒီလင်မဟုတ်ဘူးဆိုတယ်ဟာဆွဲတဘောကကိုရရှင်ကဒီရှမာရီမျိုးသမီးရဲ့အကြောင်းကိုသူကအကုန်လုံးသိထားပြီးသားဖြစ်တယ်နော်ကျွန်တော်ကိုကိုွက်တဲ့ဖျားရှင်ရလို့ရှိရင် ရာအကုန်သိရရှင်ကျွန်တော်တယောက်စီရဲ့အကြောင်းအကုန်သိတယ်နော် omniscience omniscience ဆိုတာသူကအကုန်သိတဲ့ဆရာဖရဲအကြောင်းမှာဒီမှာဆိုလို့ရှိရင်ဒီရှမားရီအကြောင်းကိုသူကောင်းအောင်သိခါကြဒီမျိုးသမီးကသူသိသွားတယ်သိတဲ့ခါမှာဆိုလို့ရှိရင်သူကတခါရှင်ရွှေကသူ့ကိုပြောသေးတယ်တင်းတို့ဒီကိုမတီတော့အရာကိုကူးဝေကြ၏ငါဒီငါတို့ဒီကိုတီတော့အရာကိုကူးဝေကြ၏နောက်တစ်ခါ23မှာဆိုလို့ရှိရင်ပြင်ငယ်23မှာဆိုလို့ရှိရင်ကိုယ်ပဲတော့သူဤမှန်သမျှတို့ဒီခမီးတော်ထံနဲ့ဝိညာဉ်နဲ့၎င်း ဟစ်ဆာနယ်၎င်းကိုဝရမီအချိန်ကာလသည်ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားထိုသူတို့ကိုကိုွက်တော်သူတို့ကိုမိတော်အလိုရှိတော်မူ၏ဘုရားပင်ခွတ်တော်သူကိုပြောပြလိုက်တယ်အော်စမာရီမိမကလည်းကျွန်တော်ပြုပုသည့်အမှုရာတို့ကို သူသည်ထုတ်ပေါ်ပြီးဟုတက်တည်ခံသောစကားကြောင့်သူမြတ်နေသောရှမာရီလူအများတို့သည်ယေရှုကိုယုံကြည်ကြ၏အော်စမာရီဒီမြို့သမီးအားဆိုရှင်သူတို့မြို့တော်ပြန်ပြောတဲ့ခါကျတော့ တို့လူအများကြီးอ่ะဆိုလို့ရှိရင်ခင်ခရစ်တော်ကိုယုံကြည်ယူပြီးဖြစ်တာတွေ့ရတယ်။အဲဆွဲတဘောကကျွန်တော်တို့ကဒီကျွန်တော်တို့အသက်တာမှာပေါ့နော်ကိုယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ပေါ့နော်ယုံကြည်သူလူတက်ရှိရမယုံကြည်သူလူတက်ရှိရပေါ့ဒီလူတွေရဲ့ဝိညာဉ်ရာကိုလည်းကျွန်တော်တို့တွေနေရတာခါခါပြန်ပြီးတော့ကျွန်တော်တို့ကအာဝိညာဉ်ဖို့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ပြောဆိုကျွန်တော်ရဲ့အပြုအမူကျွန်တော်ရဲ့အနေထိုင်ကျွန်တော်ရဲ့အဲလှုပ်ဆောင်မှုတွေအပြင်တို့ချင်းဘုံသက်သက်ပြခြင်းအပြင်ခရစ်တော်ရဲ့မေတ္တာကိုပြခြင်းအပြင်ကျွန်တော်တို့က ဝิญဉ်ရသူတို့အတက်တာကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့အဲဟိုခရစ်တော်ရှိရောက်ဖို့ပေါ့နော်ဝิญဉ်ရကိုကျွန်တော်တို့ကဆွေးဆောင်ဖို့လိုပါတယ်ကျွန်တော်ကိုယ့်ရဲ့လုပ်ငန်းမှာဖြစ်ဖြစ်ကျွန်တော်တို့ဘာဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရဲ့အပြုအမူအနေအထိုင်ကျွန်တော်အပြောဆိုတွေရတယ်အပြတမ်းမှာအရေးကြီးပါတယ်ပရိုရှင်ရဲ့မိတ္တာတော်ဆိုလို့ချင်းကျွန်တော်ကထုတ်ဖို့ဘွားအရေးကြီးပါတယ်ဒါမှကျွန်တော်တို့အတက်တာမှာဆိုလို့ရှိရင်ဒီခရစ်တော်ရဲ့သူ့ရဲ့အတက်တာမှာဆိုလို့ရှိရင် Healing Ministry မှာဆိုလို့ရှိရင် physical healing emotional healing spiritual healing healing သုံးခုမှာဆိုလို့ရှိရင်ကြတော့ဒါဒီ healing အားလုံးကတော့ဘုရားသခင်ပဲတတ်နိုင်တယ်ကျွန်တော်တို့မတတ်နိုင်ဘူးကျွန်တော်တို့ကဆိုလို့ချင်းဒဇာဗလာပဲရှိတယ်ကျွန်တော်တို့လှုပ်ရှင်လှုပ်တမအားလုံးကဘုရားသခင်ရဲ့လက်ထက်မှာရှိတယ်ဘုရားသခင်အားပြန်လာရင်နော်ဘုရားဒါဒီကိုတတ်နိုင်တာဖြစ်ပါတယ်အဲ့တော့အားလုံးကဘုရားသခင်မပိုင်ရင်ကျွန်တော်တို့ဘာမှကျွန်တော်တို့မလုပ်နိုင်ဆိုတာကိုသိရှိရပါတယ်တခါကဒီအင်္ဂလိပ်စံစာဆရာကြီးတယောက်ရှိတယ် Smith Wingle ဆိုတာရှိတယ် သူကတနေ့တော့သူယထာစီဖြီးသွားတယ်ပေါ့နော်ယထာစီဖြီးသွားတယ်ကယထာစီရဲ့ဘေးထဲမှာတာမီနှစ်ယောက်ရှိတယ်သူသမီးတွေကမက်တန်ဖြားနေတယ်ဖြားနေတဲ့အခါကျတော့သူကသူကဆရာကြီးကပြောတယ်မင်းရဲ့အိမ်မှာဆရာကြီးကပြောတယ်မင်းငါးငါးရဲ့အိမ်ထဲမှာပေါ့နော်ကပောင်းမှာရှိတဲ့ယောဂချီမြောက်ကိုပြောစီတဲ့အရာတခုရှိတယ်တဲ့မပြောဘူးဆိုတာတခုမှမရှိဘူးလို့ပြောတယ်သူကသူကဆွဲတဲ့ဘောကသူ့အိမ်ထဲမှာပေါ့နော် ယောဂကိုပျောက်စီတဲ့အရာရှိတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်မပျောက်တဲ့ယောဂဆိုတာတကူမှမရှိဘူးပြောတယ်တဲ့ vegan ဖြစ်သူကပြောတယ်အဲ့ဒီသူကမိဖြစ်သူကခုနအဲ့ CO သူကတောင်းတာပေါ့နော်ကျွန်မကိုပြီးပါတောင်းတယ်ဆရာကြီးကသူ့ရဲ့အိတ်ထဲမှာရှိတဲ့တမချန်းစာကိုချုပ်ပြီးတော့နော်တမချန်းစာချုပ်ပြီးတော့ရှိရင်သူကဘာကိုဖျက်ပြတယ်လဲဆိုလို့ရှိရင်ခုနကထမြောက်အကျန်းအခန်းကြီး5 26နော်နောက်ဘက်မှာရေးထားတာငါဒီတင်တို့ယောဂကိုငင်းစီတော့ဖျားထဝရဖြစ်တော်မူဘူးမိန့်တော်မူဤနော်အဲ့ဒါလေးကိုသူက ပြောပြလိုက်တယ်เนาะအဲ့ဒီမျိုးသမီးနဲ့သမီးတို့ပြောပြလိုက်တယ်ဆိုရတဲ့ဘောကကျွန်တော်တက်တာမှာဆိုလို့ရှိရင်ကျွန်တော်တို့လူအနေနဲ့ပြင်ဘာမှမတန်းနိုင်ဘူးသို့တော်လည်းပဲဘုရားသခင်ကြီးစုတော်ကြောင့်เนาะဘုရားသခင်တကူတော်ကြောင့်ဘုရားသခင်မေတ္တာတော်ကြောင့်ကျွန်တော်တို့ကဆိုလို့ရှိရင်ယောဂမှာပျောက်ကင်းရအောင်ရှိတယ်ပေါ့အဲ့တော့ယောဂတိုင်လည်းပျောက်တော်တော့ဘူးเนาะအလုံးမှာတော့ဘုရားသခင်ရဲ့အလိုတော်အဓိကပါပေါ့เนาะဘုရားသခင်အလိုတော်ရှိမှသာလေကျွန်တော်တို့ကဒီယောဂပျောက်မှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့တက်တာမှာအရာတိုင်းကဘုရားသခင်ကြောင်းတာလေရင်ကျွန်တော်တို့ကတက်နေတာဖြစ်တယ်ကျွန်တော်တို့ဘာမှကျွန်တော်တို့မတက်နိုင်ဘူးကြီးစုတော်ကြောင်းတာလေကျွန်တော်တို့ကခဏကြီးဖြစ်တယ် မစ္စယတတ္တာမှာဆိုလို့ချင်းကျေးဇူးတော်ကြောင့်ပဲနော်ခရစ်တော်အပြင်ကျွန်တော်တို့အသက်တာဆိုလို့ချင်းကြောင်းလဲလာတဲ့ဘုရားသခင်ခရစ်တော်ချင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ချင်းကျွန်တော်တို့အသက်တာမှာဆိုလို့ချင်းပေါ့နော်အဲခရစ်တော်ရဲ့နာမအပြင်ကျွန်တော်တို့အသက်တာဆိုလို့ချင်းကြောင်းလဲမှုတွေအများကြီးရှိတာတွေ့ရတယ်နော်တခြင်းတစ်ပုတ်ရှိတယ်နော် speak the name of jesus ဆိုတဲ့တခြင်းတွေရှိတယ်အဲ့တခြင်းတွေမှာဗာပြရတာဆိုလို့ချင်း your name is power နော် your name is healing your name is life ဒီထားတယ်အဲ့တော့တခြင်းတော်တော်ကောင်းတယ်ကျွန်တော်မနေ့မနေ့ကျွန်တော်အဲ့ဒါနားထောင်တယ်နောက်တစ်ခုကဆိုလို့ချင်း It broke away the stronghold. It burns like a fire and shines through the shadow. နော်ဒီရှင်လေးကတော့ကျွန်တော်တို့ဟိုမနေ့မနေ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထောင်အမတန်မှခွန်အားရပါတယ် Your name is power your name is healing your name is life ရထားပေးတယ်အဲ့တော့ကျွန်တော်တို့အသက်တာမှာဆိုလို့ရှိရင်ခရစ်တော်အဖင်သားလေးကျွန်တော်တို့အသက်တာဆိုလို့ရှိရင်အဲဒီရောကလည်းပြောင်းနိုင်တယ်နော်အင်အားရှိတယ်ပါဝါရဲရှိလာတယ်နောက်တစ်ခါဆိုလို့ရှိရင်အသက်တာအသက်အသက် ကျွန်တော်တို့အသက်တာအသက်ကဆိုလို့ရှိရင်ဖျားတယ်မှာပဲကျွန်တော်ရှိတော့ကိုတွေ့ရတယ်။နောက်ဆုံးဒါဝိမင်းကြီးရဲ့စကားနဲ့ကျွန်တော်နောက်ဆုံးအဲပြောကြပါတယ်။ဆလံချန်းအခန်းကြီး3တုံးမှာဆိုလို့ရှိရင်အိုးငါဝိညာဉ်ထာဝရပြားကိုကောင်းကြီးပြီလို့ငါထဲမှာရှိသည်များတို့တန်ရှင်းသောနာမတော်ကိုကောင်းကြီးပြီလို့အိုးငါဝိညာဉ်ထာဝရပြားကိုကောင်းကြီးပြီလို့ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နဲ့တင်းရဲ့အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍တင်းရဲ့အနာရောဂါရှိသည်များတို့ကိုလည်း ကြောက်စီတော်မူ၏နော်အားတို့ဘုရားသခင်ကောင်းကြီးပေးပါစေ Oh,